မေကမေးဘူးလေအဲ့မေကအမေအဲ့တော့ဆိုလို့ရှိရင်မင်းမလုပ်လို့ရှိရလားလို့မေရောအမေစီစဉ်သူလေးတဲ့အမေလုပ်ချင်အစတည်းကမေလုပ်မှာပေါ့တဲ့အခုဟာအမေဒီတိုင်းလေးတော့ဆော့ကျင်တာဆိုတော့အော်မေလို့ဝင်လို့ရှိရင်တမင်းနဲ့ရိုက်မယ်မေနော်လို့တော့စလိုက်သေးတယ်အမေကတော့ဘယ်လိုပြောရမလဲမျက်စိကကျတော့အမျိုးလေးအဲ့တော့အလင်းထိတဲ့ခါကျရှူးတယ်လေအသက်လည်းကြီးတဲ့ခါကျမျက်လုံးကတိတ်အာမကောင်းဘူးပေါ့နော်အဲ့ ်ညက်ကအော် sorry ညက်ကမှလာဖြစ်ကောင်းရင်ညက်မှန်တက်ထားရတယ်အဲ့ခါကျမှ तू ကနေအောင်ကြည့်တာတော့ပြီးရင်ဟိုတခြားဟာကြည့်တဲ့ခါကျအဆင်ပြေရမဟုတ်မျက်ရည်ရမ်းကြတော့လေအားဒီပုံမှန်အဖြစ်သူညက်မှန်တက်ဖြစ်တယ်ပေါ့နော်ဟုတ်အားဖြင့် brush ကိုလည်းအနေနဲ့လာဖြစ်ပါတယ်ဒီတော့လည်း အာပုံအားဖြင့်မြန်မာအောင်လည်းဖက်ကြလို့မဖက်ချီပေါ့နော်။အာ progression ကဖက်တဲ့ခါကျတော့အာပုံသားလဲလာဖက်တာလည်းပါတာပေါ့နော်။ဟုတ်အားကြောင့်ပေါ့ပါ။ပထမဦးဆုံးဒီလောကကိုစဝင်တဲ့အချိန်မှာကျတော့ညီမအနေနဲ့အဆွမ်းညွတ်ချက်ဆိုပြီးတော့ပေါ့နော်။ဝင်လာခဲ့ရပေါ့နော်။အာပြီးတော့မမတို့ကပါတော့အာအခုနလေးနားလိုက်ပါအောင်ဆိုတဲ့ခါကျနားလိုက်ပြီးတော့မှနောက်တစ်ခေါက်ပြန်ဝင်လာတော့မှအနံမဲလေးရကြတော့အဲ့လိုအာကိုသဘောကျတာလေးရေမို့လို့ချင်းပြသွားတာပါ။ဟုတ်အဲ့အဲ့ဒါကကျတော့ဘယ်လိုပြောရမလဲ။ ဒါချစ်တဲ့မျက်စိနဲ့ကြည့်ရတဲ့ခါကျအဲ့လိုချောနေရလို့ထင်တာပါပုံမှန်အားဖြင့်ကဘယ်လိုမှမဲ့ကိုလည်းအနေနဲ့အကိုအကိုတွေအမြင်နေကြဆိုတော့လေအရေးခွဲလို့မကန်စားရပါဘူးဒီလိုပါပဲအကုန်လုံးကချစ်တဲ့ခါကျအာဒီသားဆိုအားလုံးကချောရလို့ထင်တာမျိုးပါပါအခုမှကြောက်ရတဲ့အမျိုးအတက်တက်ရလာတဲ့ခါကျသူရဲ့စိတ်ပျော်ရလေးအခုတက်တော့လေးဖြစ်လာတဲ့ခါမှာတက်တော့ကိုပေါ်လာတော့သူရိုက်ဖြစ်တယ်တုံးဖြစ်တယ်အာသူ့ကိုချစ်တဲ့ fan လေးတွေရောက်လာတဲ့ခါကျသူပို့ပြီးတော့ပျော်သွားတာပေါ့နော်အဲ့တော့ဒီလိုပါပဲ ေါ်လာတဲ့အချိန်မှာခစ်တစ်ခုအာလိုက်ရင်လိုက်ရိုက်ဖြစ်ရင်အဲ့လိုဖြစ်သွားတာပေါ့။နောက်ဆုံးအူစင်းကတော့အမေအဲ့လောက်ကြီးအများကြီးမရိုက်နဲ့ပေါ့နော်။ဒါလည်းဆိုအာဘယ်လိုရောမလဲ။အာဘယ်လိုပြောမလဲ။အဲ့လိုကိုယ်လည်းအဲ့လိုလူကြီးရဲ့ပိုင်းရန်ဆော့တာမမြင်ဘူးတဲ့လို့ဆိုတာအမေအများကြီးမရိုက်နဲ့။အာပုံနဲ့အများကြီးတင်တဲ့နော်။ကိုကိုရန်လည်းတိုက်ခဲ့ရပေါ့နော်။ဒါပေမဲ့နောက်ပိုင်းကျတော့အမေကအမြဲတမ်းအဲ့လိုလှုပ်ဖြစ်လာတဲ့ခါကျတော့အဲ့လိုပပောင်းကိုရီရောအမေကိုမပြောတော့ပြောလဲအမေလည်းဒီရလောက်တဲ့ခါမှာပျော်လဲပျော်တဲ့ခါကျတော့ ဟာเนาะမမဆိုင်ချင်တာပြီးတော့ဆိုပြီးတော့ထားလိုက်တာပေါ့။အခုလည်းမဟုတ်အမေကအငငယ်အညီမတို့မွေးပြီးကြတဲ့ရပါတော့။ငငယ်လေးထက်ကမင်းရပုံမှန်အဲ့လိုမျိုးတဲ့တဲ့နေရဲစတိုင်အကြကြနေရဲပြောရလို့ရှိရင်ကိုယ့်ကိုအရင်တနေ့တနေ့ကိုဘလို့အင်းကြီးဝေါ်လို့ရှိရင်စရတယ်ဆိုတော့အမေပိုတိရဲ့ အာငငယ်လေးခင်ဗျာညီမတို့အားလုံးစီစဉ်ပေးခဲ့တာဆိုတော့ဒီပုံစံကကြတော့ညီမတို့အနေနဲ့ကတက်ပြီးမဆန်းတော့ဘူးပေါ့နော်ဒါပုံမှန်လုပ်နေကြပုံမှန်လုပ်နေကြပုံစံတိုင်းလေးဆိုတော့လေအဲ့ဒါတော့ဒီဇိုင်နာတွေဆုတ်ထုတ်တာလည်းပါတယ်တချို့အမေနဲ့အမေနဲ့ဆုတ်ဖြစ်နေကြအမကြီးတွေလည်းရှိတာပေါ့နော်အဲ့ဒါလည်းချုပ်ဖြစ်ပါတယ်ဟုတ်ရှင်ဘယ်မှာကြတော့ဘယ်လိုပြောရမလဲမျက်စိကကြတော့အဲ့လိုလေအဲ့တော့အရင်ထိတဲ့ခါကျစူးတယ်လေအသက်လည်းကြီးတဲ့ခါကျမျက်လုံးကတိတ်မကောင်းဘူးပေါ့နော်အဲ့ ညက်ကအော် sorry ညက်ကမလာဖြစ်ကောင်းရညက်မှန်တက်ထားရအဲ့ခါကျမှသူကနေအောင်ကြည်ရတော့ပြီးရင်ဟိုတခြားဟာကြည်ရခါကျအရှင်ပြရမဟုတ်မြေကြီးအရင်ကြတော့လေအဲ့ဒီပုံမှန်အဖြစ်သူညက်မှန်တက်ဖြစ်တယ်ပေါ့နော်ဟုတ်အမေကဆရာအမေကပုံမှန်အဖြစ်တော့သူရှိုက်တယ်သူကသူပေါ့နော်စီစဉ်နဲ့လုပ်တယ်ဟဲ့ညတမီရောအနေနဲ့ကြာတာအမေဒီအားလေးကဟိုလိုလေးရှိတချို့အရာတွေမှာအကြံဉာဏ်ပေးကြရလို့ပါပေါ့နော်အမေကစရတဲ့စီစဉ်သူဆိုတော့ကိုယ့်ထက်ပိုတော်တယ်လေအာအမေကကြားထဲမှာအဆိုင်ဖြစ်သွားတယ် ဆိုင်ပြတ်သွားတဲ့အခါကျတော့အမျိုးကိုတက်စီတောက်ရတာပေါ့နော်ကိုတက်စီတိုက်ရတဲ့အခါကျတော့ဝိတ်ကျပြီးဟိုခဏကကျစ်သွားတာပြီးတော့နောက်ပိုင်းအခုကျတော့ပြန်စားလာတဲ့ဆိုင်ပုံမှန်တည်းနဲ့ပြန်ဖြစ်သွားတာပေါ့နော်အသက်ကြီးသွားတဲ့အခါမှာကျမရဲ့ဖြူဆိုင်ရတယ်အဲ့လိုအဆိုင်ဖြစ်တဲ့အခါကျတော့တေချာအစားတော့ဖြူဆိုင်တဲ့အခါမှာအဲ့လိုလေစနေလေးဖြစ်သွားတာ ဟာချောင်းနေရဟိုင်လည်းရှိရဒါခါကြောင့်ဆိုရှင်ရရှိပြီးသားဟာပြောင်းဝတ်တာလည်းရှိရဆိုတော့အမေမှာအင်ဂျီရအများကြီးပေါ့နော်အဲ့လိုဆိုတော့အမေကိုအလိုပေါ့နော်အာချစ်ခင်အပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟာပြီးတော့လည်းအာဒီချက်ချက်ပို့ပြီးတော့အများကြီးချစ်ပေးပါအောင်ကြောက်ချင်ပါတယ် အမေကမေးဘူးလေအဲ့မေးကောအမေအဲ့လိုဆိုလို့ရှိရင်မင်းသမီးလုံးဖို့ရှိရလားလို့မေးတော့အမေစီစဉ်သူလေးတဲ့အမေလုံးချင်အစတည်းကမေးလုံးမှာပေါ့တဲ့အခုဟာအမေဒီတိုင်းလေးဆော့ကျင်တာဆိုတော့အော်မေးလို့ဝင်လို့ရှိရင်တမီးနဲ့ရိုက်မယ်မေးနော်လို့တော့စလိုက်သေးတယ်။အဲ့တော့ကိုဗစ်ကာလထဲနဲ့ကိုဗစ်ကာလမှာအားလုံးကလေမင်းမတော့အောင်လေအင်းမပဲနေရတဲ့ခါကျတော့အမရဲ့အမေတက်တော့တွေကအဲ့ကျမပေါ်လာတာပေါ်လာတဲ့ခါကသူ့အကောင့်လေးဖွင့်ပြီးတော့ခါကျဟိုကြည့်ကြည့်ပေါ့ပြီးတော့မှသူဆော့ရင်ဆော့ရင်အဲ့လိုဖြစ်သွားတာတမီးနေနေအမေဟော ဒီနှစ်ထဲမှာ series ထွက်ဖို့ရှိပါတယ်။ပြီးတော့ series တွေရိုက်ဖို့လည်းရှိပါတယ်။အဲကြိုင်နောက်ပြပါအောင်ကြောက်ချင်ပါတယ်။